ရှင်ဒီနေ့တော့ကျွန်မက lateral introduction နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကလေးတွေကို lateral တွေမိတ်ဆက်တဲ့အခါမှာပေါ့နော်ကျွန်တော်တို့ဘယ်လိုမျိုးတွားပြီးတော့မိတ်ဆက်ကြမလဲဟုတ်ပြီနော်ဘယ်လိုမျိုးကလေးတွေကိုကျွန်တော်ချင့်ကပ်ကြမလဲဆိုတာကိုတစ်ချက်လောက်ကျွန်မက share လုပ်ပေးပါမယ်ဒါနဲ့ပတ်သက်ပြီးတော့စာအုပ်ကိုကျွန်မတစ်ခုပြဆရာရှိပါတယ်ကျွန်မဆိုကျွန်တော်တို့ဆိုပါဆိုဒီမှာ orthophonic ဘယ်နော်နောက်တစ်ခါ jolly phonic တိုက်တဲ့စာအုပ်တွေနဲ့ကျမတို့သင်ကြပါတယ်သင်တဲ့ခါမှာကျမတို့ activity လုပ်ဖို့လေဒီထဲမှာအားလုံးကပါပြီးသားဖြစ်ပါတယ်ဒါမှခက်တာကဒီမှာဘာဖြစ်လဲဆိုတော့ဒါကစာအုပ်ကအကုန်လုံးဘယ်ရမဆို fight အသေးဖြစ်တာပေါ့နော်ဒီနေရာမှာကျမနည်းနည်းဇောရကတက်ချင်တာကကိုကသင်ကြားရေးမှာပေါ့နော် အဲကိုယ့်ရဲ့ကလေးကိုတင်တဲ့အခါကလေးစိတ်ဝင်စားခြင်းတည်းသို့မဟုတ်စိတ်ဝင်စားစေခြင်းတည်းပေါ့သို့မဟုတ်ကိုကเจ้าသားเจ้าကြီးကိုတင်တဲ့အခါမှာကိုယ့်စီမှာအာယုံကိုအပြည့်အဝရှိစေခြင်းတည်းဆိုရင်ကျမတို့ fine အသေးလေးကိုအရင်ကြီးအလေးမထားပါနဲ့ဒါရီဒီကျမတို့ activity လုပ်ဖို့နဲ့ကလေးကဒီဒီ letter ကိုမှတ်မိဖို့အတွက်တော့လိုအပ်တယ်ဆိုပေမဲ့စာအုပ်နဲ့အမြဲတမ်းလုပ်ရတဲ့အခါကလေးဒီပြင်းပါတယ် ဘလောက်ပဲစောက်တည်ကျမတို့ colorful ဖြစ်တယ်လို့ပြောပြော clear ဖြစ်တယ်လို့ပြောပြောဘလောက်ကြီးဆွဲဆောင်ထားတယ်လို့ပြောပြောကျမတို့ပြင်ပါတယ်အဲ့တော့ခါကြတော့ကျမအနေနဲ့ကတော့ကလေးတွေကိုဘယ်လိုမျိုးလေးလုပ်စေချင်လဲဆိုလို့ရှိရင်အဲ့တော့ lateral ကိုမိတ်ဆက်တဲ့အခါမှာကျမတို့ကခလေးကိုစိတ်ဝင်စားအောင်ပေါ့နော်ဒါကတော့ကျမကဒါ online တင်နေတာဖြစ်တဲ့တော့ computer နဲ့လုပ်ပြထားတယ်ဆိုပြီး computer နဲ့မလုပ်ဘူးဆိုရင်ကျမတို့ whiteboard ရှိတယ် နော် whiteboard နဲ့လုပ်လို့ရတယ်အဲ့တော့အဲ့တစ်ချက်ကိုလည်းကျွန်မပြောပြပေးမယ်နော်အော်ဒါကတော့လည်းကျွန်မပြင်ထားတဲ့ slide နဲ့တစ်ချက်ပြောကြည့်အောင်နော်ခုနက Oxford Phonics Jolyphonics စာအုပ်တွေကိုတော့အားလုံးကအရင်ရက်ကကျွန်မပြထားတယ်အကုန်လုံးကလည်းဒီစာအုပ်တွေကိုတော်တော်များများကရင်းနှီးပြီးသားဖြစ်တယ်ဒီထဲမှာပါတယ်ပါတယ်ဒီမှာဆိုလို့ရှိရင် A ပေါ့နော်ကျမတို့ letter A ကိုမိတ်ဆက်မယ်ဆိုရင်ဒီမှာ angry apple ပါတယ်ပေါ့ဟုတ်ပြီနော်အဲ့ဒါဒါလေးမိတ်ဆက်မယ် X ကိုပြောမယ် int နော် alligator ပြောမယ်ဟုတ်ပြီအဲ့တော့ဒါကိုထောက်ပြီးဒီလိုပြောသွားလိုက်ပြီကလေးကမှတ်မိတယ် A ရဲ့ sound နဲ့နော် A ရဲ့ဒီ sound feature နဲ့သူကရောပြီးတော့မှတ်မိတယ်နော် orthophonic မဟုတ်ပဲကျမတို့ jolly phonic နဲ့သင်မယ်ဆိုလို့ရှိရင် jolly phonic ထဲမှာကျမတို့ဒီ ပုံလေးနဲ့အတူတူသူဒီ letter နဲ့ပုံလေးနဲ့တွဲပါတာဖြစ်တဲ့အတွက် s ဆိုရင် s ရဲ့ action ကိုသူတည်မယ်ပြီးရင်ဒီပုံကိုတည်မယ် letter ကိုသူတည်တာမယ်ပေါ့နော်အဲ့တော့ဥတီတာကတော့ letter ကိုတည်ဖို့ sound ကိုတည်ဖို့မှန်တယ်ဒါပေမဲ့လည်းနေ့စဉ်နဲ့အမြတ်တင်လာတဲ့အခါခလေးရဲ့အာယုံကကိုယ့်စီမှာအပြည့်အဝစတဲ့နဲ့နိုင်ဝတ်ဆိုနိုင်ဝတ်40ဆိုမိနစ်40တနာရီမှာကိုယ့်စီမှာအာယုံအပြည့်အဝရှိနေဖို့လိုတယ်ပေါ့နော်အဲ့ဒါနဲ့စကားများသွားပြီဆိုတော့ကြည့်ရအောင် letter s ကိုကျမတို့စပြီးမိတ်ဆက်ကြည့်လိုက်မယ်ဒီနေရာမှာ letter s နေရာမှာအခြား ားသော26 letter sound ဘယ်အရာမျိုးဖြစ်နိုင်ပါလဲနော် ?44 sound ကိုတင်တဲ့အခါမှာလည်းဘယ်စာလုံးဘယ်အတွဲကိုမျိုးအစားထိုးပြီးတော့တင်နိုင်ပါလဲ။ကျွန်မတခါတည်းပြောပါရစေ။အဲ့တော့ကျွန်မတို့တင်တဲ့အခါမှာခလေးငယ်ပေါက်စနာလေးကိုတင်လို့ဟီးဒီ letter လေးကိုမြင်ဘူးသလားတသားရေမိမိရေဆိုပြီးတော့မမေဒီ teacher တွေကိုအသေးစိတ်ပြောပြီးကျွန်မကခလေးပေါက်စနာလေးကိုတင်ပြပေးမှာတော့မဟုတ်ပါဘူး။ကျွန်မတောက်လျှောက်သုံးလာခဲ့တဲ့ teaching style ကိုပဲကျွန်မကမိတ်ဆက်ပေးမှာဖြစ်ပါတယ်။အဲ့တော့ဒီထဲကတိုင်လိုက်ပြီးလုပ်ကြည့်မယ်ဆိုရင်ဒီတင်တဲ့ပေးတာနဲ့မမေဒီ teacher တွေကတခါတည်း အာဒီတင်သွားနိုင်နိုင်မယ်လို့ကျမကယုံကြည်ပါတယ်ကြည့်ကြည့်အောင်အဲ့တော့ဒီမှာဆိုရင် letter s ကိုကျမတို့စာအုပ်ထဲမှာမိမိတို့ jolyphonic ကိုတင်မယ်ဆိုတော့ jolyphonic ထဲကစက်ကောင်းပြီး letter s နဲ့ပတ်သက်ပြီးစာလုံးမောင်းတာပါလေးပါလေးမိမိတို့ကြည့်ထားလိုက်ပါ also phonic ကိုရေးပြီးတင်နေဆိုရင်မိမိတွေဒီချယ်တွေက also phonic ထဲမှာ letter a ကိုစမိတ်ဆက်တော့မယ်ဆိုရင် letter a နဲ့ပတ်သက်ပြီးသူထည့်ထားတဲ့စက်ကောင်းဘယ်နှခုရှိလဲ picture ဘယ်နှခုရှိလဲကြည့်ထားလိုက်ပါ okay ကျမက letter s ကိုစပြီးမိတ်ဆက်ပြပါတော့မယ် အာဒီ letter ကိုကျမတို့ပေးတဲ့အခါခလေးတော်များများဒီ letter s ကိုကျမတို့တိပီးသားခလေးလဲပါပါတယ်အာကျမကတော့အများနဲ့ပဲရှင်းပြပေးပါတော့အဲ့တော့မတိရသေးဘူးဆိုရင်ကိုကိုတိုင်းကပြပြလို့ရပါတယ်ဒါလေးကို letter s လို့ခေါ်တယ် s ရဲ့အတန်လေးကတတရည်မိမိဆိုပြီးတော့ let ကလေးကို with လို့ပြီးတော့ဆိုပြီးတော့ letter s ရဲ့အတန်ကိုလုတ်ပြလို့ရပါတယ်အဲ့ဒီနောက်မှာတော့မိမိကပြောစရာရှိတယ်ဒါမှမဟုတ်ရင်တီချဲကပြောပြအောင်မယ် letter s နဲ့ပါမဲ့ပေါ့နော် s ပစ္စည်းလေးရှိတယ်။အဲ့တော့တာတာတို့မိမိတို့မှာတငယ်ချင်းရှိတယ်ပေါ့လား။ letter s မှာလည်းတငယ်ချင်းရှိတယ်။ဒီရှင်းပြမယ်။ကြည့်အောင်ဒါပေမဲ့ဒီရှင်းဒီတိုင်းတော့မပြောင်းမမေ့ရတဲ့တော့မပြောင်း။ဘာလဲဆိုတာကိုကိုယ့်ဘာကိုခံမှန်းရမယ်။ Okay ။ကလေးတွေကညော့ဒါပန်းကြီးပဲလို့ပြလိုက်ရင်ကလေးဆိုစိတ်မဝင်စား။အဲ့တော့ဒါပါလေ။နော်။ကဲတူတူစဉ်းစားကြည့်အောင်ဟုတ်ပြီနော်အတိအမှာဘာရှိလဲမိမိရပြမယ်နည်း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 အမ်တွေ့လား မြင်ရလားဗာလိလဲတိလားအဲဒါဆိုရင်ဒီဘက်ကနေပြမယ်ဗာလိလဲတိလားအိုးဒီလားတိလားအဲအဲ့ဒါဗာလိလဲအဲ့ဒါဗာလိလဲစသဖြင့် โอเคအဲ့တော့ဒီ share ကျမကွန်ပျူတာမရှိဘူးလေအိမ်မှာတင်တာကွန်ပျူတာတိုင်းကြီးပြင်ရမှာဘယ်လိုအဆင်ပြေမလဲရတယ်ကျမကကွန်ပျူတာမရှိဘဲနဲ့တင်တဲ့ညီကိုပြောပြပေးမယ်အားလုံးအတွက်အဆင်ပြေအောင်လုပ်ပေးသားမယ်โอเคအဲ့တော့ခလေးကသူသူကအကယ်ဒီဟာကိုဆက်မယ်နော်ခလေးကအဲ့တော့သူဒါကိုသူ ်ခံမှန်းပါပေါ့။အာနည်းနည်းလေးပြရရနေနည်းနည်းလေးရှင်းစတော့အိုးအိုးအိုးဗာလေးဗာလေးချိပါအောင်။အဲတိလားတိလားအဲခလေးကပြောမှာဒီမြန်မာလိုပဲပြောလိမ့်မယ်။ Strawberry ဒီဟာဟုတ်တယ်ကချီဟာဝဲချီမူသူရီ။ Oh strawberry တော်လိုက်တာ။အားထောင်ကြည့်ရအောင်။ Strawberry strawberry ဟော तू က letter s နဲ့ပါလား letter s ရဲ့တကယ်ချင်းလေးလေ तू မှာ letter s အတန်လေးပါလားမင်းမင်းနဲ့တူတူနားထောင်ကြည့်ရအောင်ဒီချင်းနဲ့တူတူနားထောင်ကြည့်ရအောင်ဒီလိုမျိုးအမြုပ်ထွက်အောင်ပြောဖို့အတွက်မပြင်းပါနဲ့ကျမဒီမှာတခုတော့ကြိုပြောပါမယ်ကျမတို့စာသင်ချိန်တစ်ချိန်ပြီးသွားတဲ့အခါမှာကို့ပါကိုတော့လက်နဲ့နှိပ်ပြီးတော့ယူရပါတယ်ဒါတကကျွန်မတကယ်လောက true story เนาะကျွန်မစာတင်ပြီးတဲ့ခါကျရင်ကျွန်မပါရီကိုကျွန်မလက်နှစ်ဖက်နဲ့နှိပ်ပြီးတော့နေရတယ်ညောင်းလို့ ျမစာသင်တဲ့အချိန်မှာအရန်စကားများတယ်အရန်ပြောတဲ့စကားကိုတာမန်ချိန်မှာကျမစကားမပြောစာသင်တဲ့အချိန်မှာကျမတစ်ဖက်ကစိတ်ပါလာတဲ့အထိကလေးစိတ်ဝင်လာတဲ့ကျမစကားအများကြီးပြောတယ်အမြုပ်ထွက်အထွက်ပလေးတွေဘေးနားမှာရေခွက်ချပြီးတော့ပြောတယ်ဒါမျိုးကစာသင်တဲ့တီချာတွေကမှာအဓိကတီချာတွေမှာပေါ့နော်ချိကိုချိတင်တဲ့အရာပါနော်အဲ့တော့ကျမတို့ကလေးတွေပေါ်မှာရှုသားရမယ်နော်အဲ့တော့အဲ့ဒီမှာပို့ပါစာတဲ့ဟာကိုပြပြီးတင်လိုက်တာ ਨੇ ဒီလိုတင်တာ ਨੇ လုံးဝမတူပါဘူးအရှင်မှာကလေးက strawberry ဟုတ်ပြီ strawberry อ่าဟုတ်ပြီဒါဆိုရင်သူက letter s နဲ့စလုံးပေါင်းတာလေး strawberry တခုရပြီနောက်တစ်ခုကြည့်ရအောင်စသဖြင့်တခြားအရာတွေကိုလည်းဒီလိုမျိုးလေးမေးဆက်သွားလို့ရပါတယ်ဒါဒီကျမတို့ letter introduction မှာခလေးကိုပုံကိုပြပြီးတော့ဘာနဲ့စလုံးပေါင်းလဲဆိုတာကိုခလေးနေနဲ့မိတ်မသွားစေအောင်သင်တဲ့နေ့ချင်းကတဲ့နေ့ပါ ဒါတနည်းပါဟုတ်ပြီနော်အဲ့တော့ဂျာကတနည်းနောက်တနည်းကကြတော့ဒီလိုမျိုးပုံကိုတဝက်ဖယ်ထားပြီးတော့ကျမတို့ဒီလိုမျိုးဒါပါလဲဆိုတော့ဖယ်မပြဘဲနဲ့ခုနကအကုန်ပြည့်အောင်မထားဘူးကျမတို့ဒီလိုမျိုးလေးအုပ်ထားတယ်ကဲဒါပါလေးလဲမမေတို့နဲ့ခံမှန်မမေတို့ခံမှန်ကြည့်ရအောင်ဆိုပြီးတဝက်တနည်းအုပ်ထားပြီးတော့ကဲဒီလိုဆိုရင်မျက်နာလေးကိုအုပ်ထားတယ်ကဲဒါပါကောင်လေးဖြစ်မလဲ โอเคဒါဘာကောင်းလေးဖြစ်မလဲစသဖြင့်ကျမတို့ letter ကိုအဲ့လိုမျိုး letter အတန်ကိုပြောပြသွားလို့ရှင်ဒါက letter m ကိုမိတ်ဆက်တာပေါ့ဒါက letter m နဲ့ပတ်သက်တဲ့ monkey ကိုကျမထည့်ထားတာဟုတ်ဒီလိုပြောရတယ်ခလေးကအဲမြောက်ကြီးသူမဟုတ် monkey အော်ဟုတ်တယ် monkey ကဲဒီချိန်မှာကိုက letter ကိုခုနက letter s ကိုပြပြီးကျမတို့အောက်မှာဒီလိုခံမှန်းခိုက်တယ်ဒါ letter s နဲ့ပတ်သက်တဲ့ပုံလေးကိုခလေးကသိ လမ်းက name ကိုလည်းမပြောစောင်းကိုလည်းမပြောပုံမူဒီလိုခံမှန်းခိုင်းတယ်ဒါလေးကအဲဟုတ်တယ် तू ကပြောပါတော့ cup လို့ပြောချင်တယ်ပြောမယ်ခလေးကမသိမှမသိသေးတာဒါ mark mark repeat after me မမပြောပြင်လိုက်ပြောမယ် teacher ပြောပြင်လိုက်ပြောရအောင် repeat after me mark mark okay အခလေးကမဆိုတဲ့အတိုင်းကျွေးသူလိုက်ပြောနေမှာကျမတို့က letter m ကိုတင်ပါကိုအချိန်မှာပါ letter မှမချပြခဲ့သေးဘူးဒါက letter ကိုနောက်မှမိတ်ဆက်တင်နေနော်အာဟမ်ကဲဘာဖြစ်မလဲစဉ်းစားကြည့်ပါဦးမန်ကီโอเคကလေးကမြောင်ကြီးလို့ပြောရင်ပြောမယ်တချို့ကလေးတွေကငငယ်နဲ့အင်္ဂလိပ်လိုသိတော်တယ်မန်ကီလို့တခါတည်းပြောနိုင်တယ်โอเคအော်ဟုတ်ပြီမန်ကီဟုတ်တယ်ကြကြမန်ကီမန်ကီ repeat after me မန်ကီ ပြောသေးဘာလက်ထရဆိုတော့ပြောသေးပြန်နောက်တစ်ခုကြည့်ရကေတာလေးကဘာလေးဖြစ်မလဲကြည့်ရအော်အော်အော်ဘာလေးဖြစ်မလဲအာကလေးကပြောမှာပေါ့နာနုတို့မောင်းတိတယ်ကလေးကအင်္ဂလိပ်လိုပြောမယ် milk ဟုတ်တယ် milk milk ကလေးကိုလိုက်ပြောခိုင်းတယ်ကျမတို့က okay ဒီကနေဒီလို message တာအကဲတသားရေမမေမမေတို့ကလေတီချဲတို့ကတောက်လျှောက်ပြောလာခဲ့ဒါလေးကလည်းဘာလေးလဲခတ်မှတ်ကြည့်ပါဦး map mm, โอเคอ่ะကလေးမသိရင်ကိုပြပြပေးရဟုတ်ပြီเนาะအဲ့တော့ map ပြောပြရင်ဆိုတဲ့အတန်ကိုမမေးတော့တော့ရှောက်ပြောခဲ့တယ် mug monkey milk map ကဲဒါဆိုရင်မမေးနဲ့တပားနဲ့မမေးနဲ့တော့ရှောက်ပြောခဲ့တယ်ဆိုတဲ့အတန်ကြီးကဘာဖြစ်မလဲဘုသူတန်ဖြစ်မလဲစဉ်းစားကြည့်ရဘုသူတန်ဖြစ်မလဲ အဲကျွန်တော်ဒီလိုမျိုးပြောမယ်ခလေးနဲ့ပြီးတော့မှဘွားကနေအောက်က letter m g ကိုပြလိုက်မယ်။ Oh ဒါပါဒ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 ါ what letter is this? ဒါပါ letter လေးနဲ့တည်ရင်လည်းတည်မယ်ခလေးကမတည်ချင်လည်းမတည်ဘူးမတည်လို့လည်းဘာမှဖြစ်ဘူးဘာဖြစ်လို့လဲကိုပြောပြပေးရမှာဟုတ် This is called letter m m sound mm repeat after me mm okay အဲ့မှာခလေးကသူ့အနေနဲ့သူကဒီဟာကိုသိချင်နေတဲ့အချိန်မှာစာအုပ်ကြီးကိုအသေးချပြတာမဟုတ်ဘဲသိချင်နေတဲ့အချိန်မှာဒါကိုဒီလိုပြလိုက်တဲ့အတွက်ခလေးကဘာဖြစ်သွားလဲဆိုသူကဒါကိုမေ့ဖို့ခတ်သွားတယ်ဒီ letter ကို နော်အဲ့ဒါခါကျဒါခါကျမတို့ letter ကို letter erosion နော်အဲ့ letter ကိုမိတ်ဆက်တယ်လीအဲ့တချေရဲ့ letter ကြီးကိုအဲ့လိုမိတ်ဆက်ဖို့နေနေတာတာကျမတို့မှာကွန်ပျူတာမှမရှိတာဆိုရင်ကျမကဘယ်လိုမျိုးကွန်ပျူတာမရှိဘူးဆိုရင်ရှာတယ်အဲ့တော့ကျမဒီမှာစာရွက်တရွက်အရင်ဆုံးနားလေးမှာခေါ်လိုက်နော် ဒီ slide ပေါ်လိုက် whiteboard မခေါ်တော့ဘူးเนาะအမေမေတို့က whiteboard ဒါကို whiteboard လို့သဘောထားလိုက်เนาะ whiteboard နဲ့ပဲဖြစ်ဖြစ်စာအုပ်နဲ့ပဲဖြစ်ဖြစ်မေမေတို့စဉ်းစားထားလိုက် letter s ကလေးကိုမိတ်ဆက်တော့မယ်မလို့ဘူးเนาะကွန်ပျူတာမလို့ဘူးเนาะ letter s ကလေးကိုမိတ်ဆက်တော့မယ်ကဲအဲ့ဒီထဲမှာခုနကကျွန်မလုပ်သလိုမျိုးကဲပုံလေးတွေဆွဲထားလိုက်เนาะ whiteboard ရှိရဆို whiteboard လေးတစ်ခုဘာမှမရှိပါဘူးအခုဆိုတထောင်ကျော်လောက်ဆိုရတယ်ဟုတ်ပြီတော့စာသင်ပုဂ္ဂိုလ်ဒီလောက်တော့ဟိုပါဖြစ်ရဟုတ်ပြီเนาะ whiteboard ထဲမှာ strawberry letter s နဲ့ပတ်သက်ကိုမိတ်ဆက်တော့မယ်ဆိုရင် snake ကဲကိုကစက်ကောင်လေးတွေတော့စာအုပ်ထဲရဟာ ာပါဖြစ်ရမယ်နော်ကိုဝယ်ထားတဲ့စာအုပ်ထဲကစာကောင်ဖြစ်ရမယ်ဒါမှခလေးကရေးချင်ငန်းလုပ်တဲ့အခါကျရင်သူတည်မှာ snake ဟုတ်ပြီနော်ပြီးရင်ဆိုပါဆို spider လားဟုတ်ပြီနော် spider ကြီးဆိုလဲ spider ကြီးပေါ့ကဲဒါကျမက mouse နဲ့ဆွဲတာကိုပုံသိမလားဟုတ်ပြီနော်အဲ့ဆွဲဆွဲပြီးမင်းတို့ကဒါ whiteboard ဖြစ်ထွက်တဲ့ဘာလို့လို့ရလဲသိလားဒီအပေါ်မှာစာရကလေးနဲ့အုပ်ထားလိုက် okay စာရကလေးကိုအရင်အသေးကြီးမအောင်နဲ့လမ်းမှာတက်ကလေးနဲ့ကပ်ပြီးရင်နည်းနည်းလေးဟိုဘက်လေးရွှေ့ပြလိုက်အဒီဘက်လေးရွှေ့ပြလိုက် လုပ်လို့ရတယ်အဲ့တော့ကျွန်မပြောချင်တာကဒါကိုအလုံးရှုပ်တယ်လို့မခံစားပါနဲ့နော်ဒါကိုအလုံးရှုပ်တယ်လို့မခံစားပါနဲ့ကွန်ပျူတာလည်းမလို့ဟုတ်ပြီနော်အဲ့တော့ online သင်မယ့် teacher ဆိုရင်တော့အကိုက်ပဲ ကွန်ပျူတာရှိဖို့လိုတယ်ကွန်ပျူတာထဲမှာဒီလိုလေးနည်းနည်းပပပြင်ဖို့ကိုယ်ကိုကပြောမယ်ဆိုလို့ရှိရင်တရက်ကိုဘယ်လောက်မှတင်ရတာမဟုတ်ဘူးအော်တနာကြီးမိနစ်40တင်ရတယ်တစ်ပတ်မှာ online class တွေက2ရက်တန်းရှိရ3ရက်တန်းရှိတယ်3ရက်စာဆိုရင်3ရက်စာနေလည်းနဲ့ကြိုးပြီးပြင်ထားလိုက်တာဒီဘာမှအပတ်မကြည့်ဘူးကျမအာမခံတယ်စာအုပ်အပြင်ကအဆုဖုန်းကိုဝယ်တင်လို့လည်းရတယ်ဂျော်လီဖုန်းကိုဝယ်ပြီးတင်လို့လည်းရတယ်နော်အဲ့တော့ ဘဲစာအုပ်နဲ့တင်တယ်တခြားစီးရီးတွေအများကြီးရှိတယ်ဒါဖန်ဖြစ်တဲ့ကျွန်တော်ဒီရေမန်းစားနေတဲ့နှစ်ခုကိုပြောတာပေါ့နော်အဲ့ဘဲစာအုပ်ကိုဝယ်ပြီးတော့ပဲတင်တယ်ဒီလိုလေးနည်းနည်းထက်ပြီးတော့အစာထိုးထည့်ကြည့်ပါဒီလိုလေးနည်းနည်းလောက်ထက်ပြီးတော့ကွန့်ကြည့်လိုက်ပါစူးစမ်းကြည့်လိုက်ပါလုံးဝသူများနဲ့မတူတဲ့ကလေးတွေရဲ့အာယုံကအကုန်လုံးကိုယ်ပေါ်မှာရှိပြီးသားဖြစ်နေလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ဒါက lateral introduction lateral main set တဲ့နေဖြစ်ပါတယ်အဲ့တော့ကျွန်မကဒီမှာကျွန်မပြင်ဆင်ထားတဲ့ slide လေးကိုတစ်ချက်လောက်ပြချင်ပါတယ် ဒါကတော့ جماعه ကအခုပုံမှန် جماعه ရဲ့ပေါ့နော်နေ့စဉ်အပတ်စဉ် ကျမရဲ့ဒီတင်ကြားရေးမှာကျမကိုယ်တိုင်လည်းဒီနီလန်းနဲ့ပဲတင်တာဒီဒီချေက၆ပြီးတော့တခြားဟာတွေပြောနေရလို့ထင်ပါဆိုလို့ကျမကိုယ်တိုင်လည်းဒီနီလန်းနဲ့ပဲတင်တယ်ပြီးတော့ကျမဒီစာအုပ်ထဲကနေကျမရဲ့ဒီအခုတင်နေတဲ့ပုံစံကနေပြီးတော့နည်းနည်း slide တွေကို short ပြီးကျမကကိုယ့်ဘာပို့စာအုပ်ထုတ်ပြီးကျမကတော့ကိုယ်တင်တဲ့အတွက်ကိုယ့်စာအုပ်နဲ့ပဲကိုယ်တင်ပါတယ်အပြင်ကစာအုပ်တော့ဝယ်မတင်ပေါ့နော်ဘာလို့လဲဆိုတော့အပြင်ကစာအုပ်နဲ့ကိုယ်နဲ့တတ်တတ်တဲ့မကြတော့ဘူးပေါ့နော်မေမေတို့ကတခြားစာအုပ်ကိုတင်ပါဆိုတခြားစာအုပ်ကိုတွေးပြီးတခြားစာအုပ်တွေကပုံစံကိုလက်နဲ့ဖန်တီးနိုင်လို့ရပါတယ်အဲဒီမှာဆိုကျမကဒီမှာ letter s ကို base က်ပြန်တယ်ဒီ channel တူတူ letter s ကလေးရေးကြည့်ရအောင်ဘယ်လိုရေးလဲဒီ channel ကဒီမှာမွေကလေးက letter s ရေးမယ်တသားတို့မိမိတို့ကလက်ကလေးကိုလေးပေါ်မှာထောင်ထားလိုက်ပါအိုးကျမက online မှာအဲ့လိုမျိုးလုပ်ပါတော့လက်ညှိုးလေးထောင်ထားလိုက်ပါဒီ channel ဆွဲတယ်လို့ letter s ကလေးလိုက်ပြီးတော့ရေးကြည့်အောင်ကျမတို့ကိုလောက်ခိုင်းမဲ့စာအုပ်ထဲမှာကျမရဲ့ဒီအဲလေ့ကျင့်ခန်းစာအုပ်တွေထဲမှာကျမတို့ how to write letter s ဆိုတဲ့စာစာရွက်ကပါပြီးသားပါဒါကကျမနဲ့စာသင်ချိန်မှာတို့လုပ်ရတဲ့လေ့ကျင့်ခန်းမှာအဲ့တော့ okay 1 တစ်ချက်ပဲဆိုမယ် letter s ကတစ်ချက်ဆိုမယ်ကဲနောက်တစ်လုံးနောက်တစ်လုံး where this is called letter s သာသဖြင့်ဒီမှာကဒီလိုမျိုး letter s ကိုတို့ရက်တူတူရေးတယ်ရေးပြီးသွားလို့ရှိရင်ဒီမှာအပေါ်မှာဒီမှာက letter s နဲ့ပတ်သက်ပြီးခုနကမေမေလို့ဒီ share တွေကိုဒီမှာပြတဲ့နေ့တိုင်းဒီမှာမိတ်ဆက်ခဲ့ပါတယ်မိတ်ဆက်ပြီးရင်ဒီထဲမှာအဲ့ဒီခုနကပုံနေတဲ့ကဘာဖြစ်မလဲဆိုတာကို sorry ဒါက letter a ကိုကူးသွားပြီကျွန်မက letter introduction အတွက်ဒါက ါကကျွန်မက slide တစ်ခုလုပ်ထားတာနောက်ထပ်စာအုပ်တော့ရှိသေးတယ်။အဲ့ဒါပြီးတော့မှကျွန်မကဒီမှာ level 1အတွက်ရေးချင်တဲ့စာအုပ်ကိုကျွန်မပြပါမယ်။ဒါကျွန်မကကျွန်မကိုယ်တိုင်လည်းဒီလိုပဲပြင်ပြီးတော့သင်ပါတယ်ဆိုတာကိုပြောတာပါနော်။ဆိုတော့ဒီရောက်သွားပါလိမ့်။ ျမကိုယ်တိုင်လည်းဒီလိုပဲပြင်ပြီးတော့တင်ပါတယ်ဆိုတာကိုပြောတာဒီမှာကျမကပြီးတော့မှအာဒီမှာ strawberry ဆိုလို့ရှိရင် strawberry letter s ကလေးက1မှာရှိတာလား2မှာရှိတာလား3မှာရှိတာလားကျမစာအုပ်ထဲမှာဒီ slide တွေအကုန်ပါပါတယ်ကျွန်တော်အဲကျမစီမှာအခုစာအုပ်ဝယ်ထားရတဲ့ဒီပုံစံနဲ့တင်လို့ရပါတယ် okay ခလေးကပြန်မှာ1 2 3တဲ့ကသူအများကြီးအုံနောက်စားစားမလုပ်ဘူး letter s ကိုတင်ထားရင် s ကိုပဲသူကလိုက်ရပြီးတော့သူက1လား2လား3လားပြောပါလိမ့်မယ်ကျမတို့နံပါတ်အများကြီးမဖြစ်ဘူး1 2 3လောက်ပဲထည့်မယ်သူကလေးတွေက1 2 10တော့မရတဲ့အရွယ်လေးတွေဆိုတော့လေကဲပြီးတော့မှဒီမှာ sun 1 2 3 which one is ကလေးကိုမေးမှာပေါ့โอเคကလေးကနံပါတ်3လို့ဖြစ်မယ်စသဖြင့်ဒီလိုမျိုးကျမက လုပ်ပေးထားပါတယ်အဲ့တော့ဒါကပြီးရင်ဒါကျမတို့ game ဆော့တဲ့ပုံစံမျိုးပါဒီထဲမှာမှာကျမကလေးတွေကိုပဲကြည့်ပါအောင်ဒီထဲမှာဒီသုံးခုကဲမျက်လုံးလေးမိတ်လိုက်ပါပြီးရင်ကျမကတစ်ခုခုကိုတင်ထားလိုက်တယ်ပေါ့နော်တစ်ခုခုကိုကျမကအာဒီ box ကလေးနဲ့ကာလိုက်တယ်ကာပြီးတော့သူတို့ကိုဘဲဘဲပုံလေးပြောက်သွားလဲစသဖြင့်ဒီလိုမျိုး game တွေဆော့ပေးတာမျိုးရှိပါတယ်အဲ့နော်အဲဒါကကျမတို့ letter တွေကိုမိတ်ဆက်တဲ့အနည်းဖြစ်ပါတယ်အဲ့တော့ဒီမှာဒီနေ့ပြောပြပေးခဲ့တာက letter တွေမိတ်ဆက်တဲ့နေနောက်ရက်မှာကျမက literally မိတ်ဆက်ပြီးသွားလို့ရှိရင်ဘယ်လိုပုံစံမျိုးနဲ့ activity တွေဘာတွေထည့်လို့ရသည်လဲဆိုတော့တစ်ချက်ထပ်ပြောပြမယ်ဒီနေ့ကျတော့ video ကတော်တော်ရှည်သွားပြီဆိုတော့ဗောနော်ဒီနေ့က letter introduction အတွက်ပဲဒီလောက်နဲ့ပဲကျွန်မရှင်းလိုက်မယ်เนาะ okay ဒီနေ့အတွက်ကျေးဇူးပါရှင်